နည်းပညာလောကထဲမှာအခုဆိုရင်တော်တော်လေးကိုဟိုးလေးတကြိုလောဖြစ်နေတဲ့ကိစ္စကြီးတခုထွက်ပေါ်လာပါပြီအဲ့ဒါဘာလဲဆိုတော့ Colossus 2ရောက်လာတော့မယ်ဆိုတာပါ Elon Musk ရဲ့ XAI ဟာသူတို့ရဲ့လက်ရှိအင်အားအကြီးမားဆုံးသောကမ္ဘာအကောင်းဆုံး Colossus Supercomputer ထက်ကိုအစာပေါင်းများစွာပိုပြီးစွမ်းအားထက်တဲ့နောက်ထပ် Supercomputer ကြီးတစ်ခုကိုဖန်တီးတော့မှာပါအခုလက်ရှိ Colossus တောင်မှကမ္ဘာပေါ်မှာအကောင်းဆုံးသော Grok AI ကိုလေ့ကျင့်ပေးနေတဲ့ AI Training Cluster ကြီးတစ်ခုဖြစ်နေပြီးတော့ Nvidia ရဲ့ GPU chip ပေါင်း2သိန်းလောက်အထိပါဝင်တယ်လို့ဆိုပါတယ်။ဒီ super computer ကြီးကိုသုံးပြီးတော့ Elon ကဘသူ့အုံမှာဂရုမစိုက်ဘဲနဲ့လွတ်လွတ်လပ်လပ်ပြောဆိုနိုင်တဲ့ Grok AI ကိုဖန်တီးခဲ့တာပါ။ဒါမဲ့သူ့အနေနဲ့တော့ဒီလောက်လေးကကျေနပ်เสียဖြစ်မနေပါဘူး။သူက Grok ကို Taman Large Language Model တစ်ခုထပ်ပို့ပြီးတော့စွမ်းဆောင်ရင်မြင်ပါတယ်။ Artificial General Intelligence AGI လို့ခေါ်တဲ့လူတွေလိုပဲစဉ်းစားနိုင်သင်ယူနိုင်လုံဆောင်နိုင်တဲ့ AI မျိုးဖြစ်စေချင်နေတာပါ။ AGI ကလူသားတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးထက်တောင်မှပိုကောင်းလာနိုင်တယ်လို့သူကယုံကြည်ထားတာပါ။ဒါကြောင့်လည်း XAI ကလက်ရှိ Colossus ထက်အစာပေါင်းများစွာပိုကြီးမားပြီးတော့စွမ်းအားလည်းအရန်ထက်တဲ့ Colossus 2 Supercomputer အသစ်ကြီးအနေနဲ့ပြောင်းလဲဖန်တီးဖို့လှုံ့ဆော်နေတာပါ။ဒါက2026မှာအပြီးအဆင့်မြင့်တယ်လို့ရည်ရွယ်ထားတယ်လို့လည်းပြောထားပါဗျ။ဆိုတော့ဒီလောက်ကြီးမားတဲ့စူပါကွန်ပျူတာကြီးကိုဒီလောက်မြန်မြန်ထွက်ပေါ်လာဖို့ဆိုတာဖြစ်နိုင်ပါမလား? ဒီစူပါကွန်ပျူတာကြီးကိုဖန်တီးနိုင်ဖို့အတွက်သူဘလို့နေရာတွေကနေပြီးတော့ငွေရှာနေလဲတက်စလာရဲ့နည်းပညာတွေနဲ့တိဆောက်ထားတဲ့ဈေးကြီးတဲ့အိမ်နေရာရောဒီကိစ္စနဲ့ပတ်သက်နေမလားစတာတွေကိုဒီနေ့မှမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာကနေပြန်လဲကြိုးစို့လိုက်ပါတယ် ကိုလိုဆက်စ်2မှာဆိုရင် GPU ချစ်ပေါင်းတသန်းလောက်တောင်ပါဝင်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒါသာအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့လက်ရှိကမ္ဘာအကောင်းဆုံးနေတဲ့အတခုဖြစ်တဲ့ကိုလိုဆက်စ်ထက်တောင်မှအင်အား9000လောက်ပိုပြီးတော့များနေတာပါ။ဒီ Nvidia chip တွေရဲ့တန်ဖိုးကလည်း American Dollar 25 billion နဲ့30 billion ကြားမှာရှိနေပြီးတော့ Elon ရဲ့ X platform တစ်ခုလုံးရဲ့တန်ဖိုးနဲ့တောင်မတိမ်မရိမ့်ပါပဲ။ ီစူပါကွန်ပျူတာအသိကြီးရဲ့စွမ်းဆောင်ရည်တွေက XAI ကိုကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးကုမ္ပဏီတစ်ခုအနေနဲ့တောင်ဖြစ်လာစေနိုင်တဲ့အလားအလာတွေအများကြီးရှိနေပါတယ်။ Elon Musk ပြောထားတဲ့အဲမှာဆိုရင် XAI ကအမေရိကန်နိုင်ငံ Memphis မြို့ရဲ့စင်ဂျေဖုံးအရက်မှာ Student Pay တန်းကျယ်တဲ့မြေနေရာတစ်ခုကိုဝယ်ယူထားပြီးပြီလို့သိရပါဗျ။အဲဒီနေရာမှာအဆောက်အုံအကြီးတစ်ခုလည်းရှိပြီးသားဖြစ်လို့ Data Center တစ်ခုအတွက်တော့အဆင်သင့်ဖြစ်နေပါဗျ။အဲ့ဒါအပြင်အဲ့ဒီမြေနေရာနဲ့ကပ်ရက်မှာလည်း နောက်ထပ်မြေခွက်အကျယ်ကြီးတစ်ခုရှိနေသေးပြီးတော့မကြခင်မှာအဲ့ဒီနေရာကလည်းအရေးပါတဲ့နေရာတစ်ခုဖြစ်လာနိုင်တယ်လို့ဆိုပါတယ် Colossus 2အတွက် data center 2တည်ဆောက်မဲ့မြေနေရာရဲ့ဘေးမှာတင် database ဆက်ယုံရှိနေတာကိုလည်းတွေ့ရပါတယ်။ဆိုတော့ AI training လုပ်ငန်းတွေဟာလျှက်စစ်ဓာတ်အများအများလိုအပ်တယ်ဆိုတာကိုမိတ်ဆွေတို့လည်းသိထားကြမှာပါ။ဒါကြောင့်ဒီလို database ဆက်ယုံရဲ့ဘေးမှာ XAI ကမြေနေရာဝယ်ယူထားတာကတော့တကယ်ကိုထူးဆန်းမနေပါဘူး။ XAI မှာဒီလိုလျှက်စစ်ဓာတ်အုပ်အပြည့်အဝအသုံးချနိုင်မဲ့ထူးခြားတဲ့အစီအစဉ်တစ်ခုလည်းရှိနေတယ်လို့သိရပါတယ်။အဲ့ဒါတော့ Tesla Energy ရဲ့ထုတ်ကုန်တွေကိုအသုံးပြုပြီးတော့ကမ္ဘာအကြီးဆုံး Tesla Mega Pack ဆက်ယုံကြီးတစ်ခုကို Colossus 2ရဲ့နောက်ကအေကတရာကျဲတဲ့မြေနေရာမှာတည်ဆောက်မယ်လို့သိရပါတယ်။ဒီ Mega Pack တွေဆိုတာအလွယ်ပြောရရင်တော့အင်မတန်ကြီးမားတဲ့ဘက်ထရီတွေပါ။သူတို့ရဲ့လုံဆောင်ပုံကတော့ညာဘက်လိုလျှက်စစ်သုံးဆွဲမှုနည်းတဲ့အချိန်တွေမှာ grid ကနေလျှက်စစ်ဓာတ်အားကိုတိုးလောင်ထားပြီးတော့ နေကင်းဘက်လိုလျှက်စစ်တပ်အားလိုအပ်မှုအများဆုံးအချိန်တွေမှာတော့ဒေသခံတပ်အားလိုင်းနေရာနဲ့မယူတော့ဘဲနဲ့ဒီမီဂါပက်တွေရာနေပဲဓာတ်ရိုက်ဆွဲယူလို့ရမှာဖြစ်ပါတယ်။ညီနေရာရဲ့အကျယ်ဝန်းရဆိုရင်တော့ဒီမီဂါပက်စက်ရုံမှာဘက်ထရီတွေဟာယူနစ်ပေါင်း900လောက်အထိတိုးလောင်ထားနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒါကြောင့် GPU တစ်တန်းလောက်ပါဝင်တဲ့စူပါကွန်ပျူတာကြီးတစ်ခုကို၄နာရီလောက် AAC လဲပတ်နိုင်လောက်တဲ့ပမာဏမျိုးဖြစ်နေပါတယ်။ ။အီလွန်ကတော့ XAI ဟာဒီစူပါကွန်ပျူတာကို2026ခုနှစ်မှာအပြီးသတ်ဖို့ရည်ရွယ်ထားတယ်လို့ပြောထားပါဗျ။ဒါစူပါကွန်ပျူတာတစ်ခုတည်ဆောက်ဖို့အတွက်တော့တော်တော်လေးကိုတိုးတောင်းတဲ့အချိန်တစ်ခုလို့ဆိုနိုင်ပေမဲ့ပထမအဆင့်ဖြစ်တဲ့ Colossus 1ကိုတော့ GPU 3သိန်းနဲ့4လအတွင်းမှာတိစောက်ခဲ့ပြီးတော့နောက်ထပ်3လအတွင်းမှာ2သိန်းအထိတိုးချဲ့ခဲ့တာကိုကြည်ချင်းအဖြစ်ဒီကုမ္ပဏီမှာအတွေ့အကြုံတွေလည်းရှင်းကြလာပြီးလုံဆောင်နိုင်စွမ်းတွေလည်းတိုးတက်လာပြီးဆိုတော့ခံမှန်းကြည့်လို့ရနိုင်ပါတယ်။ ဒီ Colossus 2အတွက်ငွေကြေးအရင်းနှီးရှာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းစိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေရှိနေပါသေးတယ် Colossus 2ကိုတိစောက်တဲ့အခါမှာ XAI အတွက်အရင်ကမရှိခဲ့တဲ့အာသာချက်တီတစ်ခုကတော့သူတို့လက်ထဲမှာတုံးဆွဲဖို့အတွက်ငွေကြေးအများအများရှိနေခြင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ XAI ဟာယင်းနှိမ့်နှံသူတွေစီကနေဒေါ်လာ6ဘီလီယံအထိရရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ Twitter ဝယ်ယူပြီးခဲ့တဲ့နောက်မှာတော့ Elon ကဒီထက်ပိုများတဲ့ငွေကြေးပမာဏကိုရင်းနှီးမြှုပ်နှံသူတွေစီကနေထပ်ပြီးရနိုင်မှုလိုလားနေတယ်လို့သိရပါတယ်။သူကတော့ဒီတစ်ခေါက်ရရှိမဲ့ငွေပမာဏဟာဒေါ်လာ6ဘီလီယံထက်အများကြီးပိုလိမ့်မယ်လို့ယုံကြည်နေတာပါ။ဆိုတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ Tesla ရဲ့နည်းပညာတွေနဲ့တိစောက်ထားတဲ့အိမ်တွေအကြောင်းပါ။အမေရိကန်နိုင်ငံဟိုစတန်မြို့မှာထူးခြားတဲ့လူနေအိမ်အအစ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ် အဲ့ဒါတော့ Tesla ရဲ့ Solar ခေါင်မိုးတွေနဲ့လျှက်စစ်တာရယူပြီးတော့ Tesla Powerwall Battery တွေနဲ့လျှက်စစ်တာကိုအိမ်နိုင်ငံမှာတူလောင်ထားတဲ့အိမ်တွေစုစည်းထားတာပါအိမ်နိုင်မှာလည်း Tesla Level 2 EV Charger တွေပါဝင်တယ်လို့သိရပါတယ်ဒီအိမ်တွေကိုတိစောက်ပေးတဲ့ Utopia Home ဆိုတဲ့ကုမ္ပဏီဟာအမေရိကန်နိုင်ငံအနှံ့အပြားမှာနေမကဘဲနဲ့ပြပပါဒီ Tesla နည်းပညာသုံးအိမ်တွေကိုဝယ်ယူဖို့စိတ်ဝင်စားကြောင်းဖုန်းတွေအများကြီးလက်ခံရရှိနေတယ်လို့သိရပါတယ် ဒီနှစ်ဖေဖော်ဝါရီလအထိဟိုစတန်မြို့ရဲ့ပြန်မြအိမ်ဈေးနှုန်းဟာဒေါ်လာ3သိန်း3000လောက်ပဲရှိတာပါတက်စလာရဲ့အိမ်အကြီးစားတွေကတော့ဒေါ်လာ5သိန်း4500တဲ့အသေးစားကတော့ဒေါ်လာ5သိန်း2400လောက်အထိဈေးရှိနေပါတယ်ဈေးနှုန်းတော်တော်လေးမြင့်မားနေပေမဲ့တက်စလာရဲ့နာမည်နဲ့နှီးပညာတွေပါဝင်နေတာကြောင့်ဒီအိမ်တွေဟာအချိန်တိုအတွင်းမှာပဲလူကြိုက်များလာပြီးတော့ဝယ်လိုအားကောင်းတဲ့အိမ်တွေဖြစ်လာခဲ့ပါတယ်ဒီအိမ်တွေကိုရောင်းချပေးနေတဲ့အိမ်ချမ်းမြေအကျိုးဆောင်ကပြောသွားတာကတော့ ်ထရမ့်နဲ့မက်ခ်စ်ကိုမကြိုက်တဲ့လူတွေရဲ့တုံ့ပြန်မှုမျိုးလုံးဝမကြုံခဲ့ရပါဘူးလို့ဆိုပါတယ်တက်ဆက်ပြည်နယ်ဟာ Republican Party ကိုထောက်ခံတဲ့ပြည်နယ်ဖြစ်ပြီးတော့ပုံမှန်အပြင်ရေနံနဲ့သဘာဝတန့်ွေလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမှုအများအပြားရှိပါတယ်။ဒါမဲ့ Tesla ရဲ့ Solar စွမ်းအင်နဲ့ရေရှည်တည်တန်းနဲ့စွမ်းအင်တူလောင်စနစ်တွေကိုအသုံးပြုထားတဲ့အိမ်တွေကတော့အဲ့ဒီပြည်နယ်မှာရေပန်းစားနေတာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့ဒီအိမ်တွေရဲ့အဓိကဆွဲဆောင်မှုကလျှက်စစ်တာလွတ်လပ်စွာသုံးဆွဲနိုင်ခြင်းဖြစ်နေလို့ပါ။ တက်ဆက်အမျိုးသားဓာတ်အားလိုင်းနဲ့ချိတ်ဆက်မထားတဲ့အတွက်မကြာခဏလျှက်စစ်မီပြက်လေရှိပါတယ်တက်စလာရဲ့ဒီအိမ်တွေကတော့အဲ့ဒီပြဿနာကိုဖြေရှင်းပေးနိုင်တာကြောင့်မလို့လူကြိုက်များနေကြတာလည်းဖြစ်ပါတယ်အိမ်ချမ်းမြေအကျိုးဆောင်တယောက်ကဆိုရင်လျှက်စစ်မီအပြည့်အဝမရတဲ့အခါမှာဘသူကအာနာရနေလဲဆိုတာကိုဂယုမဆိုင်နိုင်ကြတော့ပါဘူးလို့မှတ်ချက်ပေးခဲ့တာကိုတွေ့ရပါတယ် ဟိုစတန်မြို့မှာလျှက်စစ်မီပြက်ရင်လည်းရပ်ပေါင်းများစွာကြာမြင့်တတ်တာကြောင့်မလို့တက်စလာရဲ့အိမ်နေရာရေရှိမှကုန်ကျစရိတ်ကိုတတ်တာစေနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီအိမ်နေရာကျွန်တော်ဗီဒီယိုရဲ့အစမှာမေးခွန်းထုတ်ခဲ့သလို XAI ရဲ့ Colossus 2နဲ့ပတ်သက်မှုမျိုးတော့မရှိပါဘူး။ဘာလို့လဲဆိုတော့ Tesla နဲ့ XAI ဟာတိကျစီလေပတ်နေတဲ့ကုမ္ပဏီတွေဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ တော့ Elon Musk ရဲ့လုံဆောင်မှုတွေဟာနေပညာလောကမှာလည်းမကပါဘူးလူတွေမှုဘဝတွေအထိပါတော်တော်လေးလွှမ်းမိုးလာနိုင်တာကိုတွေ့ရပါတယ် Colossus 2လို့စွမ်းကြီးမတဲ့ super computer ကြီးတွေကကဘာကြီးကိုဘလို့ပုံစံနေနဲ့ပြောင်းလဲပေးနိုင်မလဲ Tesla ရဲ့အိမ်တွေရောလူတွေရဲ့နေထိုင်မှုပုံစံတွေကိုဘယ်အတိုင်းအတာအထိပုံဖော်ပေးနိုင်မလဲဆိုတာတွေကိုတော့ကျွန်တော်ဆက်ပြီးတော့မှစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ဒီပေါ်မှာမိတ်ဆွေတွေရဲ့ထင်မြင်ချက်လေးတွေကိုလည်းကိုမတ်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ မိတ်ဆွေများအလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်